ရှင် Together Free to Learn Channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်။အခုဒီနေ့ပြပြပေးသွားမယ့်အကြောင်းအရာလေးကတော့မြန်မာနိုင်ငံနေပြီးတော့ဗောနောပတ်စံရတဲ့ TikTok account တစ်ခုကိုဘယ်လိုဖွင့်ရမလဲ။ဒီ monetization ရှောက်လို့ရအောင်ဗောနောဘယ်လိုဖွင့်ရမလဲဆိုတဲ့အကြောင်းအရာကိုပြပြပေးသွားမှာပဲဖြစ်တယ်။ဒီပတ်စံရတဲ့ TikTok account ဒီ monetization ရှောက်လို့ရတဲ့ TikTok account တစ်ခု ရရဲဆိုတာကဒီနေရာလေးမှာလေဒီမှာ creativity program beta ဆိုပြီးတော့စာလေးပေါ့နော်အဲ့ဒါလေးကကြတော့ဒီ monetization ရှင်းလျှောက်ရတဲ့ account တွေကြမှာဒီဟာလေးကပေါ်တာပေါ့နော်အဲ့တော့အဲ့လိုမျိုးစာလေးပေါ်အောင်လို့လို့ account ဖွင့်လို့ရမလဲဆိုတာလေးကိုဒီ video လေးထဲမှာအစအဆုံးရှင်းပြပေးသွားမှာပဲဖြစ်တယ်ပေါ့နော်အဲ့တော့ဒီ video လေးကိုအဆုံးထိကိုကြည့်သွားကြနော်ဒါဆိုလို့ရှင်သင်က1.3နှစ်နဲ့ကိုပတ်စံဝင်အောင်လုပ်နိုင်တဲ့လူတရားဖြစ်သွားပြီ ပထမဦးဆုံးအနေနဲ့ဆိုလို့ရှိရင်အခုဒါ TikTok အကောင့်နဲ့ဝင်ပြမယ်ပေါ့နော်ဝင်လုံးမှာတော့လေ TikTok အကောင့်ဖွင့်ပြီးသားရရှိလိမ့်မယ်ကိုဘလောက်ပဲ follower များနေပါစေ like များနေပါစေပေါ့နော်ဒီမှာပြောထားတဲ့ creativity program beta ဆိုတဲ့ဒီစာလေးသာမပါခဲ့ဘူးဆိုလို့ရှိရင်ကိုယ့်ရဲ့အကောင့်ကလေလုံးဝကိုပတ်စံရမှာမဟုတ်ပါဘူးဘာလို့ကိုကပတ်စံမရနိုင်တာလဲဆိုလို့ရှိရင်ဒီမှာပေါ့နော်တစ်ချက်ဝင်ပြကြည့်ပါမယ်ဒီအဆက်34ကိုဝင်ပြမယ်နော်အဆက်39ဝင် ပြီးသွားရင် setting and privacy ကိုဝင်ပြီးရင်တော့ကိုယ့်ရဲ့ account ဝင်လိုက်တယ်เนาะပြီးရင် account information ဒီမှာ account region နေရာမှာလေလုံးဝမြန်မာဘာသာဆိုပြီးတော့ဖြစ်နေရဲ့ပေါ့เนาะ တစ်တော့ဟာဆဆဖွင့်ကလေးကကိုကမြမောင်ရွေးခဲ့လို့လားဆိုတော့မဟုတ်ဘူး။ तू ကအော်တိုဆပြီးတော့ဖွင့်ခဲ့ပြီဆိုကြတဲ့က तू ကကိုရဲ့ IP address ကိုစစ်ပြီးတော့ကိုဘမရှိနေရလဲကိုစစ်ပြီးတော့ तू တစ်ခါတည်းကိုနိုင်ငံတော်တစ်ခါတည်းထည့်လိုက်တာပဲဖြစ်တယ်။အဲဒါကြောင့်တစ်တော့ကောင်မန်ဂျာတီရှင်းပေးရဲ့နိုင်ငံတွေကိုအရင်သိရပါမယ်။အဲတော့ဒီ creativity program ကိုပေါ့နော်ခွင့်ပြုပေးထားတဲ့နိုင်ငံအကြသူလောလောဆယ်ခုနှစ်နိုင်ငံပဲရှိသေးရဲ့။အဲ့ဒီခုနှစ်နိုင်ငံအကြတော့ဘာလဲဆိုလို့ရှိရင် United State American ပေါ့နော်။ Brazil France, Germany, Japan ပြီးရင်တောင်ကိုရီးယားပြီးနောက်ဆုံးအနေနဲ့ဆိုလို့ရှိရင် United Kingdom ပဲဖြစ်ပါတယ်။အဲ့တော့ခုနကပြောသွားတဲ့ခုနှစ်နိုင်ငံထဲကတနိုင်ငံမှာနေတဲ့လူကိုပဲသူကတက်တော့ monetization ပေးမယ်ပေါ့နော်။အဲ့တော့ကိုကဒီနိုင်ငံမှာနေတဲ့လူတွေကတယောက်ဖြစ်ဖို့အတွက်ဒီ region ကိုပြောင်းဖို့လိုတယ်။ရင်ဦးဆုံးအနေနဲ့ကိုကူတက်တော့ account ဖွင့်ထားရဲဆိုလို့ရှိရင် clear data လုပ်လိုက်ပေါ့နော်။အခုဆိုလို့ရှိရင် uninstall လုပ်လိုက်ပါ။ တော့ဒီမှာတစ်ခါတည်းရှင်းအောင်လို့เนาะ TikTok ကို uninstall ပဲလုပ်လိုက်ပါမယ်เนาะဒီမှာ uninstall လုပ်လိုက်ပြီ uninstall လုပ်ပြီးသွားပြီဆိုလို့ရှိရင်သူ့ကိုပြန်ပြီးတော့ download ဆွဲကြမယ်ဒီမှာရှိနေတဲ့ Play Store ထဲကိုဝင်ပြီးတော့ဆွဲကြပါမယ် Play Store ထဲကိုဝင်လိုက်ပါပြီးရင်ဒီအပေါ်မှာရှိတဲ့ search bar မှာ TikTok လို့ရိုက်ရှာလိုက်ပါเนาะပြီးတော့ဒီမှာမြင်နေရတဲ့ TikTok ဆိုတာကိုနှိပ်လိုက်ပါပြီးတော့ install လုပ်လိုက်ပါเนาะ အဲဒီမှာ TikTok အကြောင်းတော့100%ဖြစ်သွားပြီနော် installing လုပ်နေပါပြီ TikTok account ကို download ဆွဲပြီးဖြစ်တယ်ဆိုလို့ရှိရင် TikTok account ကိုတက်ပြီးတော့ဖွင့်လို့မရသေးပါဘူး VPN တို့ဘာလို့ကြော်ရတာရှိတယ်ပေါ့နော်အဲဒါကြောင့်မလို့ခုနကတော့ပြောသွားတဲ့နိုင်ငံခုနနိုင်ငံတွေကကိုကဘယ်နိုင်ငံရဲ့ location ကိုထားပြီးတော့ဖွင့်မှာလဲအခုဒီမှာဆိုလို့ရှိရင်တော့လေလွယ်လွယ်ကူကူကိုယ့်ရဲ့အသည့်တွေဘာတွေအကုန်လုံးကလည်းဒီဂျပန်မှာရှိရဆိုတော့လေအဲ့တော့ဒီဂျပန်နိုင်ငံကိုထားပြီးတော့ဖွင့်လိုက်မယ်နော် အဲ့တော့ဒီမှာပြန်ထွက်လိုက်ပါဘောဟာပေါ့နော်တကယ်လို့ premium VPN သုံးနေဆိုလို့ရှိရင်တော့ဘာမှ trade through ပြောစရာမလိုတော့ပါဘူးနိုင်ငံတော်များကိုချိန်လို့ရတယ်ပြီးရင် save ဖြစ်တယ်ပေါ့နော်ဘောကတကယ်လို့ပေါ့နော် free VPN သုံးနေလူဆိုလို့ရှိရင်လည်းဒီ Play Store မှာရိုက်ရှာလိုက်ပါနော် United States ဆိုလို့ရှိရင်လည်း United States VPN အစားရှိတဲ့ဖြစ်ပေါ့နော်အဲ့တော့ ဒီဂျပန် VPN ထဲမှာဆိုလို့ရှိရင်လေဒီ VPN လေးကအရန်အောင်သုံးကောင်းတယ်လိုင်းလည်းအရန်ကောင်းပါတယ်เนาะအဲ့တော့ဒီဟာလေးကို recommend ပေးချင်ပါတယ်အဲ့တော့ဒီမှာဆိုလို့ရှိရင်ဒီ Play Store ကိုဝင်ပြီးရင် Japan VPN ဆိုပြီးတော့ရိုက်ရှာလိုက်เนาะ Japan VPN ဆိုပြီးတော့ရိုက်ရှာလိုက်ပါရိုက်ရှာပြီးတော့လို့ရှိရင်သူကနည်းနည်းဟိုးအောက်ဆုံးလေးကိုဆွဲရတယ်ဆွဲဆွဲဆွဲအဲဒီမှာတွေ့ပြီပေါ့เนาะကျန်တဲ့ဟာတွေကလေနည်းနည်းလေးပို့ပြီးတော့အဲ့ မပြေဘူးပေါ့နော်အခုဒီမှာ၃ကြီးတလောက်တော့ဒီ VPN လေးကတော့တော်တော်ကြီးအဆင်ပြေရဲ့အဲ့ဒါလေးနဲ့တစ်ချက်ဆန့်သုံးကြည့်ကြနော်ကိုယ့်ရဲ့ဒီ device နဲ့ kait တယ်ဆိုလို့ရှိရင်အဲ့ဒါလေးအဲ့တော့ပထမဆုံးအနေနဲ့ဒီ VPN ဂျပန်လေးကို download ဆွဲလိုက်ပေါ့နော်ဆွဲပြီးသားပြီဆိုလို့ရှိရင်ဒါလေးကိုဖွင့်လိုက်ပါမယ်ဆွဲတာတော့မပြတော့ဘူးနော်ဒါဆွဲပြီးသားပြီဆိုတော့ပြီးရင်ဒီမှာရှိရဲ့ခလုတ်လေးကိုနှိပ်လိုက်ပေါ့နော် connecting လုပ်လိုက်မယ်နော်음 connected ဖြစ်သွားပါပြီ connected ဖြစ်သွားပြီဆိုလို့ရှိရင်ပြန်ထွက်လိုက်ပြီးရင်ဒီ play store ထဲကိုပဲထပ်ဝင်ပေါ့နော် နောက်ထပ်တစ်ခု download ဆွဲဖို့ကြံသေးတယ်။သူကတော့ Outlook application ပဲဖြစ်တယ်ပေါ့နော်။ Outlook လို့ရိုက်ရှာလိုက်မယ်နော်။အင်းဒီမှာထွက်လာပြီ။ Microsoft Outlook ကိုရဲ့အကောင့်နံပါတ်မရှိဆိုလို့ရှင်ဒီ Microsoft Outlook ကလေးကိုဆွဲပြီနော်။ဒီဖုန်းမှာကြတော့လေ auto microsoft outlook ကပါပြီးသားမလို့အထွေထူးဆွဲစရာမလိုတော့ဘူးเนาะခုန VPN လည်းချိန်ပြီးသားပြီဆိုလို့ရှိရင်เนาะဒီ microsoft outlook ကိုဝင်ကြည့်ကြမယ်เนาะ ီ Microsoft Outlook ဆိုတာကလေ Gmail နဲ့အတူတူပါပဲเนาะ Gmail ကကြတော့သူကကိုယ့်ရဲ့ company ကထုတ်ထားတာဖြစ်ပြီးတော့ဒီ Outlook ကကြတော့ Microsoft company ကထုတ်ထားတာပဲဖြစ်ပါတယ်။ဒါမဲ့သူရဲ့လုံဆောင်ပုံကကြတော့တူတူပဲပေါ့เนาะဘာလို့ Gmail ကိုမသုံးလဲဆိုလို့ရှိရင် Gmail မှာကျွန်တော်ဖုန်းနံပါတ်တွေပါထည့်ရတယ်လေ။ဒီ Microsoft Outlook မှာကျွန်တော်ထည့်စရာမလိုဘူးပေါ့နော်။အဲဒါကြောင့်မလို့ဒီ Microsoft Outlook ကိုသုံးခြင်းပဲဖြစ်ပါတယ်။ Account အသစ်ဖွင့်မှာမလို့ Create New Account ဆိုတာလေးကိုနှိပ်လိုက်ပါ ဝိုင်းလေးစလဲပေါ့နော်ဒါကလေဒီဖြစ်တင်တာထပ်ပို့ပြီးတော့ကြာနေရဆိုလို့ရှိရင်တချို့ Microsoft Outlook တရားကြတော့ရှိပြီးသားပေါ့နော်ဒါပေမဲ့ဒီမှာကြည့်လိုက်မယ်ဆိုလို့ရှိရင် Play Store ကိုသွားကြည့်လိုက်မယ်ဆို Microsoft Outlook ကို update လုပ်ဖို့ပြနေပါတယ်နော်ပြနေရဆိုလို့ရှိရင်ဒီမှာရှိနေတဲ့ update ကိုလုပ်ပေးလိုက်ပါနော်သူက update ဖြစ်နေဖို့လိုပါတယ်ဒီမှာတော့ update ရသွားပြီရသွားပြီဆိုလို့ရှိရင် open လုပ်လိုက်ပါ လောက်လိုက်ပြီဆိုရင်ခုနကပြောတဲ့ create new account ကိုထပ်ပြီးတော့နှိပ်လိုက်နော် gmail ကကြတော့ဒီနေရာမှာ app.gmail.com လို့ပေါ်တယ်အခု outlook ကကြတော့ app.outlook.com ပေါ့နော်ဒါကြတော့ဒီပမာအသုံးများဆိုတော့ဒီ type လို့ဘာလို့မှာဆိုလို့ရှိရင်အရင်အသုံးများရေပေါ့နော်ဒီ outlook သုံးတက်ရမယ်လို့ဘာလို့လဲဆိုတော့ဒီ job description တွေခေါ်တဲ့အခါမှာလေအေး Microsoft Outlook ကငါမသုံးတက်ဖို့ဆိုအဲ့လိုမျိုးဖြစ်သွားတယ်ပါတကယ်တော့အာ Gmail နဲ့တူတူပါပဲကိုကတိထားအဆင်ပြေရေပေါ့နော် အဲ့တော့ဒီမှာသူက new email ကိုထည့်ပါတဲ့အဲ့တော့ကိုကြိုက်တဲ့နာမည်ထည့်လိုက်ပါ right wait ရှိလို့ပေးလိုက်မယ်နော်ဒီနာမည်လည်းထည့်ပြီးသားပြီဆိုလို့ရှိရင်ဒီမှာ next ကိုနေလိုက်နော် ဒီမှာဆိုလို့ရှိရင်ဒါအရေးကြီးတဲ့အခန်းကဏ္ဍကိုရောက်လာပြီပေါ့နော်ဒီမှာသူက country region ဆိုလို့ရှိရင်ဒီအောက်လွန်မှာကိုထားခြင်းတဲ့နိုင်ငံတစ်ခုကိုသူကထားပေးရမယ်အဲ့တော့ဒီမှာဆိုလို့ရှိရင် United State ပေါ်နေရပေါ့နော်ကိုကဒီပေါ့နော် TikTok အကောင့်ကိုဗာနဲ့ရှောက်ရှင်တာလေရှောက်ရှင်တဲ့နိုင်ငံကိုရွေးပေးရမယ်ပေါ့နော်အဲ့တော့ဒီမှာကိုကဂျပန်နဲ့လေဒီမှာရှောက်မယ်လို့ရည်ရထားတာဖြစ်တဲ့အတွက်ဂျပန်ကိုရွေးပေးလိုက်မယ်နော်အဲ့လို့ရှိရင်နောက်တစ်ခုအနေနဲ့အရေးကြီးတာကဂျာတော့ငွေနှစ် မွေးနေ့မွေးလမွေးရက်ကိုထည့်တဲ့အခါမှာ तू ကဒီတက်တော့ကနေပေါ့နော်ဝင်ဝင်ရဖို့ဆိုလို့ရှိရင်အနည်းဆုံးအသက်16နှစ်ကျော်မှဖြစ်မယ်အဲ့တော့ကိုကတကယ်လို့အသက်16နှစ်အောက်ကိုရောက်နေရဲဆိုလို့ရှိရင်အသက်16နှစ်အထက်မွေးနေ့ကိုထည့်ပေးဖို့အတွက်အကြံပေးခြင်းနေပေါ့နော် तू ကဒီမှာ robot မဟုတ်ဘူးဆိုတာကိုဖြေရှင်းခိုင်းနေပေါ့နော် robot မဟုတ်ဘူးဆိုတာဖြေရှင်းဖို့အတွက်ဒီမှာ CNH ကိုနှိပ်လိုက်ပါကဒီမှာပြနေတဲ့လက်ချောင်းလေးရှိတဲ့ direction ကို ဒီဟာလေးကိုသူကကြောင်လှည့်ပေးရမှာအော်ဒါရရှင်ကသူကပြနေဒီလိုဒီလိုလေးပြနေမလားအဲ့တော့ပြနေတာဖြစ်တဲ့အတွက်ဒါလေးကိုလှည့်ပေးလိုက်မယ်အဲဒါဆိုလို့ရှင်ဒါမှန်သွားပြီနော်သူ့ရဲ့ဒါရရှင်သူ့ရဲ့ဒါရရှင်ကမှန်သွားပြီပဲဖြစ်တယ်ကဲအဲ့ဒါလေးမှန်သွားပြီဆိုလို့ရှင်တော့ submit လုပ်လိုက်ပါကဲ verification complete ဆိုပြီးတော့ပေါ်လာပြီပေါ့เนาะကဲမင်းက human ဖြစ်သွားပြီဆိုတော့အတီးပြူလိုက်ပါပြီတဲ့ ကဲပြီးရင်အဲ့ဒါလေးကိုနှိပ်လိုက်နှိပ်ပြီးသွားရင်တော့သူကဒီမှာအကုန်လုံးပေါ်လာရေပေါ့နော်ဒီမှာရှိနေရဲ့ okay ကိုနှိပ်ပြလိုက်ပါ Okay would you like to add other account နောက်ထပ် account တစ်ခုထောက်ဖွင့်အောင်ပါလားတဲ့ကိုကမဖွင့်သေးဘူးလေဟုတ်တယ်မလားအဖွင့်သေးဘူးဆိုတော့ဒီမှာရှိနေတဲ့ maybe လိပ်တာကိုနှိပ်လိုက်နော်ပြီးရင် next ကိုနှိပ်လိုက်ပါသူပြောတာတွေကိုလက်ခံတယ်ပေါ့နော်အဆက်ကိုနှိပ်လိုက်ပါ ပြီးရင်ဒီအောက်မှာရှိနေတဲ့ continue to outlook ကိုဆက်ပြီးတော့နှိပ်လိုက်ပါ။ကဲဒီလိုပုံစံလေးပေါ်လာပြီးဖြစ်တယ်เนาะဒါဆိုရင်တော့ရသွားပြီးဖြစ်ပါတယ်။အဲ့တော့ဒီမှာဆိုလို့ရှိရင်ဒီမှာ inbox တွေပါပေါ်နေရယ်တစ်ချက်ဝင်ပြမယ်เนาะအဲ့ထဲကိုကဲဒီမှာတွေ့လားချီမင်းမှာပေါ်ရတဲ့အတိုင်းပဲเนาะ inbox dress archie sent ဒီမှာအကုန်လုံးက ဒီမိမပေါ်တဲ့ပုံစံအတိုင်းပါပဲကိုကတကယ်လို့စားတွေပါတွေပို့မယ်ဆိုလို့ရှိရင်တော့ဒီမှာရှိနေရလေ new amy ရနေပြီးအကုန်လုံးမေးတွေပို့လို့ရပြီเนาะဒါជីမင်းနဲ့တပုံစံလင်းပါအောက်လို့အကောင့်လေးရသွားပြီဆိုတော့ TikTok အကောင့်ကိုသွားပြီးရဖွင့်ကြမယ်เนาะအဲ့တော့လေခုနကတော့ပြောပြထားတဲ့ဒီ VPN ချိန်ပြီးသားမချိန်ပြီးလားဆိုတာတခြားသွားစစ်နော် VPN ချိန်ပြီးသားဖြစ်ရမယ်ပြီးရင်ချိန်ပြီးသားဖြစ်ပြီးစစ်ပြီးသားရဆိုလို့ရှိရင် TikTok account ဝင်လိုက်ပါမယ်နော် reason continue နှိပ်လိုက်ပါ ရင်ကိုကဘာလို့စိတ်ဝင်စားတာလဲဒီမှာရွေးလိုက်နော်။ Cherry သားရင် next ကိုနေလိုက်ပါ skip လုပ်လိုက်လည်းရရယ်နော်။ပြီးရင် start watching လုပ်။ဟောဗီဒါအကောင့်ဖွင့်လဲပေါ်နေတာဖြစ်တယ်။ကိုကတကယ်လို့အကောင့်ဖွင့်မယ်ဆိုလို့ရှိရင်ဒီမှာရှိနေတဲ့ profile ကိုသွားလိုက်ပါ။အဲ့တော့ကိုကအကောင့်တစ်ဖွင့်မှာဖြစ်တဲ့အတွက်ကြောင့်ဒီအောက်မှာရှိနေတဲ့ sign up ကိုနှိပ်လိုက်ပါ use phone or email กว่า email เนี่ยဖွင့်มาလေဟုတ်တယ်မလားခုနကတော့ outlook နဲ့ဖွင့်มาဆိုတော့ use phone or email ကိုယူလိုက်เนาะကဲဒီမှာရှိနေတဲ့ဖုန်းနံပါတ်ကိုတောင်းမှာမဟုတ်ဘူးเนาะကိုက email မှာဖြစ်တဲ့အတွက်ကြောင့် email ကိုယူလိုက်ပါဘာနဲ့ဖွင့်มาလဲ app outlook.com app outlook နေဆက်နေလိုက်เนาะ ပြီးရင်ကိုပေးချင်တဲ့နံပါတ်လေးတစ်ခုလောက်ပေးပါတဲ့ပေးပြီးသားလို့ရှိရင်နောက်ပိုင်းကျရင်တော့ပြန်ချိန်လို့တော့ရပါတယ်တဲ့အဲ့လိုမျိုးပြောတယ်ပေါ့နော်အဲ့တော့နင်းနင်းတစ်ခုကိုပေးလိုက်ပါမယ်ပြီးရင်အောက်မှာရှိနေတဲ့ confirm ကိုနှိပ်လိုက်ပါမယ်ကြည့်ရတာပြီနော် TikTok အဆက်လုံးမှာလား content တွေအဆက်လုံးမှာလားဆိုရင် alarm profile နှိပ်လိုက်ပါ ိတ်ပြီးသွားရင်ဒီညာဘက်ထောင်းလေးရမြင်းချောင်းသုံးချောင်းလေးကိုဝင်စတင်းရ privacy ကိုထပ်ပြီးတော့ဝင်ပါနော်ပြီးရင် account ဆိုတာကိုထပ်ဝင် account information ကိုထပ်ဝင်ပါနော်ကဲခုဒီမှာဆိုလို့ချင်းရင် account region နေနဲ့ဂျပန်ဆိုပြီးတော့ပေါ်သွားပြီပဲဖြစ်တယ်เนาะအဲ့ဒါဆိုလို့ချင်းမန်နေဂျာချင်းရှောက်လို့ရပါပြီ creativity program beta ပေါ်ပြီလားဆိုတာကိုသွားကြည့်ကြမယ်เนาะ profile ရဲ့ညာဘက်အပေါ်ဆုံးတောင်းကဒီ menu လေးကိုနှိပ်လိုက်နော်ပြီးရင် creator 2ကိုနှိပ်လိုက်ပါဒီမှာဒီနေရာလေးမှာ creativity program beta ဆိုပြီးတော့ပေါ်လာရွေးဖြစ်ပါတယ်เนาะကဲဒါဆိုလို့ရှိရင်တော့သင်ကပတ်စံရတဲ့ TikTok account တစ်ခုကိုအောင်မြင်ဖွင့်လိုက်နိုင်ပြီပဲဖြစ်ပါတယ်เนาะ ဟုတ်ပြီအခုဆက်လက်ပြီးတော့ဗောနော်ဒါပတ်စံပေးရတဲ့အကောင့်မနီတာရှင်းရတဲ့အကောင့်ဖွင့်မိသားလို့ရှိရင်ဘာစီကန်းချက်တွေလို့မလဲဗောနော်အဲ့ဒါကိုဆက်လက်ပြီးတော့ပြပြပေးသားမယ် creativity program feeder ဆိုတဲ့အကောင့်ဒီရလေးပါရဟောက်ဖွင့်မိသားပြီဆိုလို့ရှိရင်ကိုကဗီဒီယိုတွေတင်ပေးရမယ် ီတော့လို့ရှိရင်ကို့မှာကဒီရပ်ပေါင်း30အတွင်းမှာပေါ့နော်အနည်းဆုံးအဖြစ်က follower 1000ရှိရမယ်။ပြီးတော့ကို့ရဲ့ video တွေမှာပေါ့နော် view အနေနဲ့ဆိုလို့ရှိရင်စုစုပေါင်း3000ရှိရပါမယ်။အဲ့တော့ပြီးရင်နောက်ထပ်အရှိမပြောသားတဲ့အတိုင်းပဲအတက session နဲ့ကြောင်းရမယ်ပေါ့နော်ဒီအချက်လက်တွေပြည့်စုံပြီဆိုလို့ရှိရင်တော့အရင်စပြီးတော့ဒီ meditation စရပြီပဲဖြစ်ပါတယ် ကဲဒါဆိုလို့ရှိရင်တော့ဗောနော်ဒီဘယ်လိုမျိုးဖွင့်ရမယ်ဆိုတာလေးကိုတည်တာပြီးလို့ထင်ပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးရတဲ့အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင့်ထပ်ပြီးတော့သိချင်တာလေးတွေမရှင်းလင်းတာလေးတွေရှိရဆိုလို့ရှိရင်လည်းဒီ YouTube ဗီဒီယိုရဲ့ comment အောက်ကနေပြီးတော့မှတ်သွားပေးနော်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြမယ်နော်